ကရင်ပြည်နယ်မြဝတီမြို့အနီးရွှေကုတ်ကိုမြို့တက်ကအွန်လိုင်းငွေလိမ်ခိုင်းနေတဲ့ပတ်သက်ပြီးတရုတ်အစိုးရကတောင်းဆိုထားတဲ့ရှီကျင်ချန်းကိုထိုင်းရဲတပ်ဖွဲ့ကဗန်ကောက်မြို့တူဝနဘူမိလေးစိတ်ကနေတဆင့်တရုတ်နိုင်ငံကိုဒီကနေ့နိုဝင်ဘာ12ရက်နေ့ညနေမှာလွှဲပြောင်းပေးလိုက်ပါတယ်။အသက်43နှစ်အရွယ်ရှီကျင်ချန်းကိုထိုင်းအထူးရဲတပ်ဖွဲ့ဝင်တွေကချုံနောင်ပြီးနေရာရွှေ့နေတဲ့ဓာတ်ပုံဗီဒီယိုတွေကိုထိုင်းသတင်းဌာနတချို့ကဖော်ပြခဲ့ပါတယ်။ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့တဲ့သတင်းနဲ့ဓာတ်ပုံတွေအရလုံခြုံရေးတင်းကျပ်စွာနဲ့ကားပေါ်ကဆင်းလာတဲ့ရှီကျင်ကျဲဟာ အဖြူရောင်ရှက်အင်ဂျင်နဲ့ဘောင်းမီတိုကိုဝစ်ဆင်ထားပြီးမျက်နှာအမူအရာမှာတည်ငြိမ်နေခဲ့ပါတယ်။မီဒီယာတွေရဲ့မေးခွန်းတွေကိုလည်းဖြေဆိုခဲ့တာမရှိခဲ့ပါဘူး။တရုတ်နိုင်ငံသားဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသားဖြစ်လဲခံယူထားတဲ့ရှီကျင်ကျက်ဟာမြန်မာထိုင်းနယ်စပ်ကနာမည်ဆိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ငွေလိုင်းကိုင်းတွေရှိတဲ့ရွှေကုတ်ကိုရဒီ New City စီမံကိန်းကိုအဓိကယင်းဒီမြုံနဲ့တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ဒေါ်လာ15ဘီလီယံတန်ဖိုးရှိတဲ့စီမံကိန်းကိုတော့စောချစ်သူဥဆောင်တဲ့ကင်းရဲကြားဆောင်တဲ့ BGA ရဲ့စီးပွားရေးလုပ်ငန်းခွဲဖြစ်တဲ့ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ရှီချင်ချင်းရဲ့ Yadi International Holding Group တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ရှီချင်ချင်းဟာ Yadi International Holding Group ရဲ့ဥက္ကဋ္ဌဖြစ်ပြီးအရှိတောင်အာရှဒေသကကာစီနိုလုပ်ငန်းတွေနဲ့ online စီးပွားရေးလုပ်ငန်းတွေမှာအဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ဒီလိုနီးကပ်တဲ့စီးပွားရေးပူပေါင်းမှုကြောင့်ရှီချီချန်းကိုစောချစ်သူရဲ့လက်ဦးဆရာဒါမှမဟုတ်အဓိကမိဖက်ဖြစ်လူသိများပါဗျာ။ ရှီချီချန်းထိုင်းနိုင်ငံမှာဖမ်းခံရစဉ်ကဘူမူကြီးစောချစ်သူနဲ့ဘီဂျီရဲ့ခေါင်းဆောင်တွေဟာရွှေကုတ်ကိုမှသူ့အတွက်စူတောင်းပွဲတစ်ရက်ကိုခန်းနားစွာကျင်းပခဲ့မှုကသူတို့ရဲ့နီးကပ်တဲ့ဆက်ဆံရေးကိုမိမောင်းထိုးပြခဲ့ပါတယ်။တရားမဝင် online လောင်းစားလုပ်ငန်းတွေနဲ့ဆက်နွယ်တဲ့စွပ်စွဲချက်တွေအတွက်လို့ရှိကြောင်းတရုတ်ရဲတပ်ဖွဲ့ကအပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ကနေတဆင့်ဆက်သွယ်ခဲ့ပြီးရဲ့နောက်မှာတော့ဘန်ကောက်မှာရှိနေတဲ့ရှီချီချန်းကိုထိုင်းရဲတပ်ဖွဲ့က2022ခုနှစ်ဩဂတ်လမှာဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးသူဟာကလောင်ဘရန်ဘိုးအချင်းတော်မှာချုံတော်ခံထားရပြီးသူ့ရဲ့ရှေ့နေတကတရုတ်စီပြန်လှည့်ပြောင်းမှုကိုတားဆီးနိုင်ဖို့၃နှစ်လုံးလုံးအစွမ်းကုန်ကြိုးစားခဲ့ပါတယ်အထူးသဖြင့်ရှီဂျီကျန်းဟာကမ္ဘောဒီးယားနိုင်ငံသား passport ကင်ဆောင်ထားတာကြောင့်တရုတ်စီလွှဲပြောင်းပေးတာမျိုးမဖြစ်သင့်ဘူးလို့သူ့ရဲ့ရှေ့နေတကခုခံရှောက်လဲခဲ့ပြီးရှီဂျီကျန်းဟာမိမိကိုယ်ကိုအိမ်ချမ်းမြေလုပ်ငန်းရှင်တဦးသာဖြစ်ကြောင်းခုခံပြောဆိုခဲ့ပေမဲ့အဆုံးမှာတော့အယံထင်ခဲ့ပါဘူး အယူခံကိစ္စတွေအားလုံးအယံပြင်တော့တာတိချသွားပြီးတဲ့နောက်မှာတော့သူ့ကိုတရုတ်စီလွှဲပြောင်းပြီးတော့မယ်လို့ထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ10ရက်နေ့မှာကြေညာခဲ့ပြီးနှစ်ရက်အကြာမှာပြန်ပို့လိုက်တာဖြစ်ပါတယ်။တရုတ်အာဏာပိုင်တွေကရှီကျင်ကျဲဟာတရားမဝင်လောင်စာဝက်ဆိုက်239ခုကျော်ကိုတီထောင်လဲပတ်စီခဲ့ပြီးထိုင်းဘက်ငွေ7.6ထရီလီယံခန့်ငွေကြေးစီးဆင်းမှုမှာပါဝင်တယ်လို့စွပ်စွဲခံရပါတယ်။သူ့ရဲ့ JD ကုမ္ပဏီကိုလည်းဗြိတိန်နဲ့အမေရိကန်တို့ကတန်ခတ်ရေးယူထားပါတယ်။ရှီကျင်ကျဲဟာတရုတ်နိုင်ငံကို ပြန်ပို့ခံရရင် ေတံပြစ်တံချမှတ်ခံရနိုင်တယ်လို့ပြောဆိုကြပြီးအခုလအစောပိုင်းမှာတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ကိုကန့်ဒေသကကြားဖြန့်လုပ်ငန်းတွေလုတ်ကန်တဲ့ရာဇဝတ်ခိုင်းမှာပါဝင်ပတ်သက်သူကိုကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်၅ဦးကိုတေတံချမှတ်ခဲ့ပါတယ်။လက်ရှိချိန်မှာစစ်တပ်နဲ့ BTF ကမြရီတောင်ဘက်က KK ဘက်ကိုကြားဖြန့်နှိမ်နှင်းလုပ်တယ်ဆိုပြီးလုတ်ကန်နေသူတွေကိုပြန်ခိုင်းပြီးအဆောက်အုံတရာကျော်ကိုဘုံခွဲဖျက်ဆီးပြနေပါတယ်။ ဒါပေမဲ့ရွှေကုတ်ကိုမြို့သိကြောက်ခတ်အပါဝင်အခြားချားဖြတ်လုပ်ငန်းတွေအများစွာရှိနေတဲ့နေရာတွေကိုအခုချိန်ထိမတိုးမထိသေးပါဘူး။